မင်္ဂလာပါဗျာဖိုကိုလီနေပညာလေးပြန်လဲကြိုးစားပါရယ်ဗျာဒီနေ့မှတော့ TikTok ကဗီဒီယိုတွေကို logo မပအောင် download ဆွဲနေလေးမြောက်ပေးမှာဖြစ်ပါတယ်အရန်လွယ်ပါတယ်ဗျာအသီးပိသားမိတ်ဆွေများပေမဲ့မသိသေးတဲ့မိတ်ဆွေများလည်းရှိနေမှာသေးတယ်အဲ့ဒါမသိသေးတဲ့မိတ်ဆွေများလိုက်လံကြည့်ရှုလို့ရပါတယ်ဗျာโอเคကျွန်တော်တို့ဒီ download ဆွဲနေရတော့နီးလည်းနေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့မှတော့အလွယ်ဆုံးနီးနှစ်ခုကိုပဲမြောက်ပေးမှာဖြစ်ပါတယ်အဲပထမဆုံးနီးကတော့ကျွန်တော်တို့ Play Store ကိုသွားမယ် Play Store သွားပြီးတော့ TikTok downloader ဆိုပြီးရှာပေးရမှာဖြစ်ပါတယ် တိုင်ခင်ဟိုမှာတစ်တော့အဲဒေါင်းလုဒ်တာပေါ့တစ်တော့ဒေါင်းလုဒ်ဆိုပြီးရောရှာလိုက်မယ်အဲရှာလိုက်မယ်ဆိုလို့ရှိရင်တော့ဒီကဒီဒီမှာတော့တစ်တော့ဒေါင်းလုဒ်တာတွေအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုပဲတစ်ချက်သုံးပြလိုက်မယ်အပေါ်ဆုံးဟာလေးပေါ့နော်โอเคကျွန်တော်တော့ဒီမှာဒီမှာဗီဒီယိုဒေါင်းလုဒ်တာ no water map ပေါ့နော်သူရဲ့သူရဲ့ water map logo လေးမပါဘူးပေါ့နော်โอเคဒါဆိုရင်အဲ့ကောင်လေးကိုကျွန်တော်ဒေါင်းလုဒ်ဆွဲဖို့အတွက်အာတစ်တော့ဗီဒီယိုထဲမှာဗီဒီယိုဗီဒီယိုတစ်ပုတ်လောက်သွားကြည့်လိုက်မယ်โอเคကြည့်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ share ဆိုတာလေးပါနော်ဒီမှာ โอเคဒီမှာ share ဆိုတာလေးပါတယ်เนาะများများလေးနဲ့အဲ့ဒါလေးကိုအဲ့များလေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာ copy link လေးပါတယ်ဗျဝေးဒီမှာ copy link လေးပြအောင်မှာเนาะဒီမှာ copy link လေးပါပါတယ်အိုက်ကောင်လေးကိုတစ်ချက်လောက်နှိပ်လေးပါဗျအဲ့ဒါဆိုကျွန်တော်နှိပ်လိုက်တယ်နှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်ပြီးတော့ခုနကကျွန်တော်တွေ TikTok download တွေကိုတစ်ချက်လောက်ပြန်ဝင်မယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်ဒီကောင်လေးကိုပြန်ဝင်လိုက်မယ် โอเคအဲ့တော့အလောင်းလေး permission နဲ့တောင်းအောင်ပေးလိုက်ပဲเนาะအဲ့လိုဝင်ပြီးလို့ရှိရင်ဒီဒီနယ်လေးမှာ pass ဆိုပြီးချပေးမှာဖြစ်ပါတယ်ခုန computer link เนี่ยတော့သူ auto ညမှာ auto ချတော့လိမ့်မယ်ပြီးတော့โอเคဒါဆိုရင်ဒီမှာဒီလိုပေါ်လာပြီပေါ်လာပြီဆိုတော့ဒီမှာရှိတဲ့ download လေးကိုနေယူပါပဲဗျဒါဆိုဒီလိုလေးနေလိုက်မယ်အခုလိုမျိုးတစ်ခါကြာလို့ရှိရင်ကြော်ညာလေးလေးပေါ်လာတတ်တယ်ပေါ်လာရင်လည်းဆောင်းကြည့်ပြန်မှာဖြစ်ပါတယ်အဲကျွန်တော်ဒီကောင်လေးကတစ်ခါလေးမှပေါ်တော့ပါမပေါ်တာတော့များပါတယ် ။ဘယ်ရဆိုကျွန်တော်ဒီကင်းကျညာလေးကိုကျွန်တော်ထွက်ထွက်လိုက်မယ်နော်။အဲဒီကောင်လေးတော့ခဏလောက်ကြည်ပြီးထွက်ပြရမှာဖြစ်ပါတယ်ဗျ။ Okay ။အဲဆိုရင်ပြီးပြီဆိုတော့ထွက်လိုက်မယ်။အဲထွက်လိုက်ပြီဆိုလို့ရှိရင်သူကဒီမှာဒီဒီမှာ no water mat နဲ့ထောင်းမှနာအဲ logo bar ထောင်းမှလာမေးတော့ကျွန်တော်အောက်က no water mat ကိုယူလိုက်မယ်။ဒါဆိုရင်သူက download ဆွဲနေပါပြီ။ download ဆွဲတဲ့အောက်မှာရာအောက်မှာရာအကနိုလေးပြပြီးတော့အရင်ကိုမြန်ပါတယ်။ဒီကောင်လေးကပို့ပြီးတော့မြန်တော့တွေ့ရပါတယ်။ဒါကပထမနည်းတစ်ခုပါ။ ဒါဆိုရင်ကျွန်တော်တို့တွေလိုဂိုမပါတဲ့တော့ကျွန်တော်တွေတက်တော့ဗီဒီယိုတစ်ခုရရှိသွားပြီဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုနည်းနဲ့တော့ကျွန်တော် Chrome ထဲကိုဝင်လိုက်မယ်အဲ Chrome ထဲဝင်လိုက်မယ် Chrome ထဲကိုဝင်လိုက်ပြီးတော့ကျွန်တော်တက်တော့ downloader ဆိုပြီး share ပြရမှာဖြစ်ပါတယ် DINK TOK DOWN okay မှာတက်တော့ download တက်တော့ download ဆိုပြီးဒီအပေါ်လေးမှာ share လိုက်ပါ share လိုက်ပြီးဆိုတော့ねကျွန်တော်တို့ဒီမှာကြည့်လိုက်ပါအပေါ်အပေါ်ဆုံးမှာပဲဒီမှာเนาะအပေါ်ဆုံးမှာပဲ ရှိနေတတ်ပါတယ်ဒီမှာဒါလေးကိုတစ်ချက်လောက်ဝင်ပေးလိုက်ပါ Okay ဝင်ပေးလိုက်ပြီးတော့ဒီမှာ down လဲဒီမှာ down မဲ့ဆိုရင် down လို့ရရပါတယ်เนาะဒီမှာဒီမှာဒီပေါ်လေးမှာအဲဒီပေါ်လေးမှာပါ Okay ဒီကောင်လေးကိုလည်းခုနကကျွန်တော်တို့တွေ copy ယူထားတဲ့လေးလေးချဖို့အတွက်ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နှိပ်ပြီးအဲ့နာလေးကိုဖိထားလိုက်မယ်ဖိပြီးတော့ pad ပါပါတယ်เนาะ patch တွေချလိုက်မယ်ဒါဆိုခုနလေးကဒီထဲကိုရောက်လာပါပြီရောက်ပြီးတော့ဒီမှာအစိမ်းလေးနဲ့တန်းထောင်းလိုက်ရုံပါပဲ Okay သူလဲဒီမှာသူကကောင်းတာတစ်ခုကတော့ ADG နဲ့ဒေါင်းမလားလို့မေးပါတယ်ရိုးရိုးတောင်းမလား ADG နဲ့ဒေါင်းမလားမေးပါတယ် ADG နဲ့ဒေါင်းချင် ADG လေးကိုနေလေပါဒါဆိုလုံးဝအကြည်နဲ့ဒေါင်းပေးမှာဖြစ်ပါတယ်အဒီကောင်းလေးခုနအတိုင်းပဲတော့ကြုံညာလေးပေါ်လိုက်လို့တစ်ချက်ကြည့်ပြမှာဖြစ်ပါတယ်ဗျโอเคအဲဆိုရင်သူစတောင်းနေပါပြီအဲဒေါင်းတောင်းလေးဒီမှာတွားကြည့်လို့ရတယ်เนาะဒီမှာသူ့ရဲ့ detail လေးဝင်ကြည့်လိုက်မယ် โอเคဒါဆိုသူအဲသူဒေါင်းတဲ့ပုံလေးနဲ့ပြနေတယ်ဟိုရေးဒါကျွန်တော်တို့အဲ့ဒီအကြီးနဲ့ဒေါင်းတော့ဆိုတော့လုံးဝအကြီးရုပ်ကြီးထွက်ပေးလိုက်မယ်အဲနည်းနည်းတော့စောက်ပေးရတယ်ဗျ ကေအဲ့ဒါဆိုလို့ရှိရင်ဒေါင်းလုဒ်ဆိုရင်ဒီနီးတစ်ခုတစ်လုံးကိုမိတ်ဆွေများသိရှိသွားပြီလို့ထင်ပါတယ်ဗျ။ Okay ဒါဆိုမိတ်ဆွေများလည်းသိလို့ဒါလေးတွေခုမှမမေးခဲ့လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်တို့တွေ TikTok ကနေလိုကမပါတဲ့ဒေါင်းလုဒ်ဆွေးနီးလည်းသိရှိသွားပြီ။ဗီဒီယိုအကြည့်နဲ့ထွက်လာတဲ့ TikTok တစ်ပုဒ်လည်းရပြီလို့ထင်ပါတယ်။ဒါဆိုပြီးသွားပြီပေါ့နော်။ပြီးသွားရင်ဒါလေးကျွန်တော်တို့တွေဒီမှာဒါလေးတစ်ချက်လောက်ဖွင့်ဖွင့်ကြည့်လိုက်မယ်။အဲ Wow ဒါဆိုရင်ကျွန်တော်တို့တွေအရန်အရန်ကြည်တဲ့ TikTok ဗီဒီယိုတစ်ပုဒ်လည်းရပြီလိုခွေလည်းမပါတော့ဘူးเนาะဒီမှာ Okay အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဗျ Lion Square နေပြီလေအပိတ်ကပေါင်းတောက်ဆုပ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှဆက်လက်တွေ့ပါမယ်ဗျအကောင်းဆုံးနေ့လေးပိုင်ဆိုင်ကြပါသေးဗျာ